ယ်ကွန် e-sport ပသက်မသက်စီဖယ်သိမ်းနိုင်သွားမလဲ။ပေါ့ပိုင်ယူကိုတို့ဒီညနေ9နာရီမှာဆိုရင်တော့ဖယ်ကွန် e-sport ပသက်မသက်စီတို့ရဲ့ပွဲရှိပါတယ်။မသက်စီကတော့9ပွဲဆော့တာ9ပွဲနိုင်တာပြီးတော့ဖယ်ကွန် e-sport က6ပွဲဆော့တာ6ပွဲလုံးနိုင်ထားရယ်ပေါ့နော်။ဖယ်ကွန် e-sport MSN season 2မှာတော့ line ကလည်းတောင်းနေအမားနဲ့သုံးအသင်းလို့လည်းပြောလို့ရတယ်။ season 2ရဲ့ champion ဆိုပြီးတော့မှပဲရေဘန်းစားနေတဲ့အသင်းတစ်သင်းလည်းဖြစ်တယ်။ မသိစီကတော့အစာပိုင်းဝိရေမှာတော့အားနေလို့ထင်ရပေမဲ့မနေ့က YGO နိုင်လက်တဲ့ရလက်ကြောင်းမလို့မသိစီကလည်း play off straight တွေကြောက်လို့ရှိရင်အများကြီးလုတ်ပြနိုင်မယ်ဆိုပြီးတော့ဒီ streamer ရေ old player တွေကထင်ရပေးထားရည်လည်းရှိရတော့ဒီညနေမသိစီပါဆက်ဖယ်ဝင် e-sport မှာဖယ်တဲ့ကနိုင်သွားမလဲယူကိုတို့ရဲ့ team ဥစားချက်ကို comment မှာရေးသွားပြလို့ရပါတယ်ကျွန်တော် e-sport ကြောင့်ပြန်လည်းတက်ဆက်ပေးနေရဲ့ဝေးပဲဖြစ်ပါရဲ့ဗျာ ကဲနောက်ပြီးတော့ဒီနေ့ညနေမှာပဲ9:45လောက်မှာပဲ RQ အတွက်ဒီ play off ကိုတက်ဖို့အတွက်အရေးကြီးရဲ့ပွဲရှိရယ် RQ ကနာဘီကို2-0နဲ့အပြတ်နိုင်မှသာလဲ RQ အတွက် play off ကိုတက်မှာဖြစ်ပြီးတော့2-1နဲ့နိုင်တော်မှာပဲ RQ ကဒီ play off ကိုတက်ရောက်ခွင့်ကိုတော့ဆုံးရှုံးသွားမှာပဲဖြစ်ပါတယ်ဒီ play off ကိုတက်ရောက်ခွင့်သာဆုံးရှုံးသွားမယ်ဆိုရင်တော့ RQ အတွက်ပထမဦးဆုံး ပလီယိုနဲ့လွဲကျော်သွားတဲ့ MPI Indonesia season 60ဖြစ်သွားမှာပဲဖြစ်ပါရဲ့ဗျာ။ဘာလို့လဲဆိုတော့ RPO အများနဲ့ပလီယိုတက်တဲ့အသင်းတစ်သင်းဖြစ်လို့ပါပဲ။ကဲကျွန်တော် e-sport ကိုပြန်လည်တက်ဆက်ပေးနေဝေးကြီးပဲဖြစ်ပါရဲ့။ဒီပွဲတဲ့အကုန်လုံးကို live stream ကြည့်လိုက်ကတော့ပြန်ကြည့်ချင်တဲ့ညီကိုတွေကကျွန်တော် profile မှာ link ချထားတဲ့ကျွန်တော် YouTube channel မှာကျွန်တော်ပြန်နေထားပေးပါရဲ့ဗျာ။ကဲနောက်ဗီဒီယိုနဲ့တူပဲပြန်လည်တွေ့ကြတာပေါ့။